ဒီနေ့ကတော့ကချင်ပြည်နယ်အလွမ်းပြည်ခေါင်ရီလေးအတူချဲ့ရအောင်နော်မြန်မာနိုင်ငံမှာကြိုးတလို့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့စေးမှာဝယ်လို့ရတဲ့ပစ္စည်းလေးတွေနဲ့ အတတ်နိုင်ဆုံးဒူညီအောင်တော့လှုပ်ထားဖြစ်တယ်။မြမပြီကသစေးမမဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာရှိတဲ့ yeast ကိုပဲအသုံးဖြစ်ပါတယ်။ဒီမှာဈေးမှာဝယ်မယ်ဆိုရင် dry yeast ဆိုပြီးတော့ Asian ဆိုင်တွေမှာဝယ်လို့ရပါတယ်။ကောင်းညင်းကိုတော့နချိုးတချိုးကောင်းညင်းအမဲရောင်သစဆိုရင်ကောင်းညင်းအဖြူကိုနစသုံးပါတယ်။ ကောင်းငင်းငချိတ်အမဲရောင်ကရေတန့်စင်အောင်ဆေးပြီးမှစိန်ထားတာဖြစ်တဲ့ကောင်းငင်းအမဲရောင်စိန်ထားတဲ့ဆန်ဆေးရေကိုကမတွန်ပြစ်ပဲနဲ့အရင်ကြိုပါတယ်ကြိုပြီးမှအဲ့ဒီထဲမှာပဲကောင်းငင်းဆန်အမဲရောင်ကိုသမင်းချက်တလို့တခါတည်းပြုတ်ပြီးထည့်ထားလိုက်ပါတယ်။ပြီးရင်တော့ကောင်းငင်းအဖြူကို ပေါင်းဖို့အတွက်စတင်ပြင်ဆင်မယ်နော်။ ဒါကတော့ပေါင်းချောင်းမှာခံဖို့အတွက်ပိတ်ဆက်ဖြစ်ပါတယ်။အင်းရှင်ကတော့တော်တော်ဆွာပါတယ်။ဒါပေမဲ့ကကြီကတော့ဆွာတင်တလို့မဆွာဘူးဆိုတော့ဖျက်ရခက်နေတယ်။ဒီ cheese clouds က warm up ဖြစ်ဖြစ် online ကနေဖြစ်ဖြစ်မာလို့ရတယ်။ပေါင်းချောင်းအောက်မှာခံရင် လုံးဝမကပ်ပါဘူး။ကိုရင်းနေကတုံးခဲ့တဲ့တပုတ်အိုး၆တွေရှာစရာမလိုဘူးအရန်အဆင်ပြေတယ်။ သူကခြေသားဆစနဲ့လှုပ်ထားတာဆိုတော့ကျမကြီးတော့လည်းစိုးရင်ဆရာမလို့ဘူးအမေရိကန်တွေကတော့ cheese လှုပ်တဲ့ချိန်မှာသုံးတဲ့ပိတ်စားဆိုတော့ cheese clock လို့ခေါ်တာပေါ့နော်ကိုရီးယားကတော့ cheese မစားဘူးဒါပေမဲ့အသုံးဝင်တဲ့ပေါင်းကြောင်မှာထည့်ပလိုက်တယ်ဒီလိုနဲ့ပဲကောင်းငင်းအဖြူကိုကရိုးရိုးပေါင်းပြီးတော့ကောင်းငင်းငချိတ်ကိုကတော့သမင်းချက်တလို့ ရင်နွေးထဲမှာ ပြုတ်ပြီးတော့ထည့်ထားပေးလိုက်တယ်။ကောင်းငင်းငချိတ်ကိုကောင်းငင်းအဖြူလိုပဲယူးယူးပေါင်းရင်အရမ်းမာပြီးတော့ချက်တဲ့ချိန်ကျရင် စားလို့မကောင်းဘူး။အဲဒါကြောင့်မလို့သူ့ကိုကနည်းနည်းချက်ပေးလိုက်ရတယ်။ပြီးပြီဆိုရင်တော့ဒီ yeast တွေကအလုံးအခဲမမာကြီးအချောက်ဆိုတော့လေနည်းနည်းထောင်းပလိုက်တယ်။ ရစ်ကိုက အခုလိုနည်း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 ထောင်းပြီးအမုံဖြစ်သွားအောင်ပလတ်စတစ်အိတ်ခုမှပြန်ပြီးတော့ချေပေးလိုက်တာပေါ့နော် အမုံဖြစ်သွားအောင်အဲ့ဒါမှခုနကနေကောင်းညင်းတွေစက်တဲ့အချိန်မှာအပေါ်မှာဖြူလို့ရမှာပါပေါင်းထားတဲ့ကောင်းညင်းဆန်ဖြူကိုလည်းကျက်တာညီသွားအောင် ပေါင်းအုပ်ကိုအပေါ်နဲ့အောင်နဲ့လဲပေးမယ်။ကောင်းညင်းအဖြူနဲ့အမဲတသားတဲ့ချက်ခါနီးပြီဆိုတော့ အိုးလဲလိုက်ကြမနော်ပေါင်းထားတဲ့ကောင်းရင်းဖြူသစင်ကို trade ခုမှထည့်ပြီးတော့နောက်ထပ်သစင်ကို trade ခုမှထပ်ထည့်လိုက်မယ်ပြီးရင်ခုနကတော့ချက်ထားတဲ့ကောင်းရင်းငချိတ်ကိုတော့ဒီ trade တဝက်တဝက်စီမှာခွဲထည့်ပြီးလိုက်မယ်နော်အဲ့ဒါမှအဖြူနဲ့အမဲကောင်းရင်းတွေကိုတမအောင်မွေလို့ရမှာဖြစ်ပါတယ် ကောင်းငင်အဖြူစည်းပဲတုံးရင်လည်းအယောင်ကမလာဘူးကောင်းငင် အမဲပဲတုံးမယ်ဆိုရင်ကြာလာအလောက်ထိအရသာမရှိပြန်ဘူးအဲ့ဒီတော့အယောင်လေးလည်းလောက်အောင်အရသာလည်းရှိအောင်ကောင်းငင်အဖြူနဲ့အမဲကိုရောပြီးတော့လုတ်ဖြစ်ပါတယ်သူကအခုမှပေါင်းထားတာဆိုတော့အရန်ပူတယ်နဲတဲ့အခါမှာဇွန်းလေးနဲ့ပဲနဲပါနော်အဲ့ဒါလို့ပဲတပြေးချင်းတပြေးတမအောင် မွေပြီးတော့ရောပြီးတော့အဖြူနဲ့အမဲတသားထဲကျလာတဲ့ချီကောင်းရဲ့အဖြူနဲ့အမဲကို ရောပေးပါပြီးရင်ပို့ပြီးတော့တသားထဲကျသွားအောင်ကောင်းရင်းတွေလည်းပို့ပြီးတော့ကျက်သွားအောင် ရောထားတဲ့ကောင်းရဲ့အဖြူနဲ့အနက်ကို တခါပြန်ပြီးတော့ပေါင်းပေးမယ်နော်အဲ့ဒါလို့ကြမှာအဖြူနဲ့အမဲကပူပြီးတော့အယောင်တွေတပြေးညီဖြစ်လာတယ်ပြီးတော့ပေါင်းနေဆိုတော့အရေလေးလည်းပူပြီးတော့စိုးပြီးလာတယ်အဲ့ဒီချိန်ကြမှာ ကိုယ့်ရဲ့ခေါင်းကြီးလည်းအရေများများရတာပေါ့နော်ဒုတိယတစ်ခါပေါင်းတဲ့အချိန်ကျရင်တော့ပထမတစ်ခါလောက်ကြာဆရာမလို့ဘူး 10မိနစ်15မိနစ်လောက်ပေါင်းရင်အဆင်ပြေတယ်အဲ့ဒါလို့ပေါင်းပြီးချက်သွားပြီဆိုရင်တော့ခုနတော့ကလိုပဲပြန်ပြီးတော့တစ်ခါပြန်လှည့်ပေးလိုက်မယ်နော်ကြည်အယောင်လေးကအရန်လာသွားပြီအခုတကယ်လို့ကိုကဒုတိယတစ်ခါမပေါင်းပြီးဘူးဆိုရင်လည်းအယောင်ကတိတ်မငြီဘူးဒါပေမဲ့ သူ့ကိုနောက်တစ်ခါပြန်ပြီးပေါင်းပေးလိုက်တဲ့ချိန်ကျရင်အဖြူနဲ့အမဲကပိုပြီးတော့အယောင်ညီပြီးတော့အဖြူရောင်ကလည်းအမဲရောင်တွေလိုအကုန်လုံးအယောင်ပြောင်းသွားတယ်။အဲ့ဒါလို့ဆိုရင်ခဏလေးအေးခံထားမလို့ သူကလေတဆေးကိုအခုလိုပူတဲ့အချိန်မှာမထဲလိုက်နဲ့เนาะအခုလိုပူတဲ့အချိန်မှာထရင်တဆေးပြတ်သက်တယ်အဲ့ဒါကြောင့်မလို့နည်းနည်းအေးခံထားရမယ်เนาะခဏနေနိုင်ဝက်လောက်အေးခံထားပြီးဆိုရင်နွင်းနွင်းလေးပဲဖြစ်သွားလိမ့်မယ်အဲ့ဒီချိန်မှာကြာမှာတဆေးကို အပေါ်ကနေနည်းနည်းချင်းစီဖြူပေးလိုက်မယ်တဆေးကို အပေါ်ရန်တလွာဖြူပြီးပြီးဆိုရင် အောက်ဘက်ကိုတစ်ချက်ပြန်လန်ပေးမယ်အဲ့ဒါလိုပဲတခါလန်ပြီးတဲ့အချမ်းကိုလည်းအခုလိုပဲတခါပြန်ပြီးတော့တစေတလွားပြန်ပြီးတော့ဖြန်ပေးလိုက်မယ်အဲ့ဒါလိုတလွားပြီးတလွားဖြန်ပြီးပြီဆိုရင်တော့တစေနဲ့ကောင်းငင်းကိုကောင်းကောင်းရောပေးလိုက်မယ်ကောင်းငင်းနဲ့တစေနဲ့ရောသမမွေအောင်မွေပြီးလိုက်ပြီးဆိုရင်တော့တိမ်ထားလို့ရပါပြီเนาะ မင်းကတော့ဒီ tray ပေါ်မှာပဲသူ့ရဲ့အဖုံးနဲ့ဖုံးပြီးတော့အကောင်တွေဘာတွေမဝင်အောင် plastic နဲ့ပြန်ပြီးတော့ဖုံးထားပေးလိုက်ပါတယ်အခုလို့သူ့အဖုံးနဲ့သူတေချာကပ်ပြီးသွားပြီဆိုရင်တော့ plastic ကိုနှစ်ချက်လောက်ထပ်ပါတယ်အဲ့ဒါဆိုရင်ဘာအကောင်မှလည်းမဝင်တော့ဘူးလေလဲလုံသွားပြီပေါ့နော်ဒီလိုအလုံးပိတ်လေး လှုပ်ထားပြီးတဲ့နောက်ပိုင်းမှာတော့တေချာလေးတင်ထားလိုက်မယ်နော်အရန်လဲမပူအရန်လဲမအေးဖြစ်တဲ့ room temperature လိုနေရာမျိုးမှာ3-4ရက်လောက်ထားထားရင်အဆင်ပြေပါပြီအဲ့လိုလေးတင်ထားပြီးတော့3-4ရက်လောက်ထားပြီးပြီဆိုရင်အနက်လေးတွေမွေးတက်လာလိမ့်မယ်အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ကိုကတော့ပြန်ပြီးတော့ဖွင့်ပြီးတော့ဖန်ခွက်တစ်ခွက်ထဲမှာတင်ထားလို့ရပါပြီเนาะ tree တပကံကိုကဒီလိုဖန်ခွက်တွေဆိုရင်နှစ်ခွက်လောက်မှထည့်လို့ရတယ်ဒီဖန်ခွက်လေးတွေကတော့ dollar story မှာရှာလို့ရတယ်เนาะတကယ်လို့တိမ့်တဲ့အချိန်မှာလေဒီလိုဖန်ခွက်တွေမှာပဲတိမ့်ပေးเนาะ plastic ဘူရိုတွေမှာလုံးဝမတိမ့်ပါနဲ့သူက why ဆိုတော့အရက်ပြန်နေဆိုတော့ plastic တွေမှာထည့်ရင်ကျမရင်းနဲ့တိမ့်မင်းညွတ်ဘူး အတုံးပြူမဲ့ဖန်ခွက်ကိုလည်းအမြဲတမ်းတန့်စင်အောင် ရေနှီးနဲ့အရင်စိမ့်ပေးပါစီကတာရောတမမဟုတ်ရင်တခုခုညစ်ပတ်တာလို့ဆိုရင်တော့ခေါင်းရည်အရတာချွတ်ချိုလေးမရဘဲနဲ့ချင်းချင်းကြီးထွက်တတ်ပါတယ်အနံ့တွေထွက်ပြီးတော့ပုတ်တတ်ပါတယ်ဒါကြောင့်မလို့ ဒီခေါင်ရည်လှုပ်တဲ့ချိန်မှာ အရန်ယူဆက်ရပါတယ်အထူးသဖြင့်စီလုံးဝမထိခိုင်းပါနဲ့စီထိတာနဲ့ကတော့ကိုယ့်ရဲ့ခေါင်ရည်ကတော့ပြက်ပြီးလိုပဲမလိုက်တော့ကိုယ်ပင်ပန်းထားမြအလကားဖြစ်သွားမယ်နော်ပြီးတော့ဒီခေါင်ရည်တင်းတဲ့ချိန်မှာလည်း လေလုံးဖို့အရေးကြီးပါတယ်။ကြားမှာလေဟာရာတွေမဖြစ်အောင်ပလတ်စတိတ်အသံအသစ်ဆက်ဆက်လေးတွေနဲ့ကြားမှာခံပြီးတော့အဖုံဖုံထားပါတယ်။ဒီလိုဆိုရင်တော့ခေါင်းကြီးလှုပ်တာလေးပြီးသွားပြီเนาะဒီခေါင်းကြီးကိုကတော့မိမိကြိုက်တဲ့အရာသာထွက်လာတဲ့အချိန်အထိတလဖြစ်ဖြစ် နလဖြစ်ဖြစ်တင်ထားလို့ရပါတယ်။ကဲဒီလိုဆိုရင်တော့ခေါင်းကြီးကိုကြော်ညာရိုက်လို့ရပြီပေါ့เนาะ